begin by saying that it gives me great satisfaction to be at this to launch today. And it gives me great pleasure to welcome Dr. Kim and Dr. Ellis and the rest of the IBA who have been so very helpful uh, with regard to the setting up of an independent association for lawyers in this country. I, am sure you realize after having listened to Utozia and after watching this uh, is short with the chip that it was not done very easily. Like lawyers, of course, they all argued and they all disagreed, but I'm happy to say that they all came to the conclusion in the end that an independent lawyers association is absolutely necessary. So I would like to thank the IBA for its patience, its dedication, and all the help that it has given consistently over the last couple of years. and I hope that you will allow me to supplement the rest of my speech in my own language. ကျမတို့ဒီမှာဆွေးနွေးတဲ့ပြည်စံနဲ့ပြည်မှာဝင်တာပါလေ။ကျမတို့ကြော်စီကပြောသွားတဲ့အချိန်ဒီလိုအတင်းမျိုးကထွက်ရောက်ပါမလားဆိုတာအင်တာမှာပဲစွရင်ကြရပါလေ။ဒါချင်းရင်းများပြီးရင်းရခုံရပြောကြဆွေးကြတာဆိုတာတော့မထူးဆန်းပါဘူး။ ဒါပေမဲ့ဒီလိုမျိုးရခုရပြီးတဲ့အခါကျတော့အားလုံးကလို့ပြောစွမ်းနိုင်ငံအတွက်အင်တာလိုအပ်နေတဲ့အသိကိုချစ်မြောက်ရေးအတွက်သဘောတူပြီးဆောင်ရွက်တာကျမတို့နိုင်ငံအတွက်အင်တာမှကောင်းတဲ့လက္ခဏာဖြစ်ပါတယ်။ဒီမှာတရားဥပဒေစိုးမိုးရေးကိုအင်တာမှလိုလားတယ်ဆိုတာဟာတရားဥပဒေစိုးမိုးရေးရှိမှဒီနိုင်ငံကနိုင်ငံနိုင်ငံသားတွေကစိတ်ကူးကြမှုရှိနိုင်မှာဆန်ပါတယ်။နိုင်ငံနိုင်ငံသားတွေစိတ်လုံးကြုံရှိမှသာနိုင်ငံရဲ့တိတ်ခါကိုကျွန်တော်ချင်းပေးနိုင်မှာဖြစ်ပါတယ် နိုင်ငံနိုင်ငံသားများစိတ်ဝင်စားမှုရှိတဲ့နိုင်ငံဆိုတာအင်ဂျာမတ်ကံမီနိုင်ငံဒီမှာပြောတော့ကြောင်းလေးစုံရေးအတွက်ရှိလို့ရှိရင်ဒါကတန်တောင်းတင်းခံမာတဲ့ဥပဒေနဲ့ပတ်သက်တဲ့အခအုံမျိုးလိုပါတယ်ဒီလိုဥပဒေနဲ့ပတ်သက်တဲ့အခအုံမျိုးဆိုတာဟာဒါလည်းသူ့တော်ခုနဲ့လည်းမပြီးပါဘူးဒါတို့ဟိုတရားကြည့်ရင်တရားယုံကြည်နေတယ်မပြီးပါဘူးအင်တာမမမှန်တန်တာကြည်ကြည်ငင်ငင်နဲ့ လုံရိပ်ကံကြီးပြည့်စုံတဲ့ကျွန်တော်တို့ဥပရိပညာရှင်များလို့ပါတယ်။ဒီလိုဥပရိပညာရှင်တွေထုတ်ပေါ်ဖို့ဆိုတာဟာတော့ပညာရေးသမင်းနဲ့ဆိုင်ပါတယ်။ကျွန်တော်ရှင်းနေကြီးတွေအားလုံးသိတဲ့အတိုင်းမြန်မာနိုင်ငံမှာဆိုလို့ရှိရင်ဥပရိပညာကိုအလေးအလေးမထားခဲ့တော့ရှောင်ဖို့မထားခဲ့တာတော်တော်ကြာပါပြီ။ဥပရိကျောင်းသားတွေဥပရိပညာသင်နေတဲ့ကျောင်းသားတွေဆိုလို့ရှိရင်လည်းအရှင်ကြီးရပါမယ်။ ဒါအဲ့ဒီချိန်ခါတော့ကျွန်တော်တို့လွတ်လပ်ရေးရခြင်းခါတော့မြန်မာနိုင်ငံရဲ့အခြေအနေနဲ့အများကြီးကွာခြားသွားတာဖြစ်ပါတယ်။အဲ့ဒီအခြေအနေကတော့ဒီလိုကျွန်တော်တို့ကဥပဒေပညာရှင်တွေအင်တာမလေးစားတယ်၊စာမေးထားတယ်။ကျွန်တော်တို့ရဲ့တရားသူကြီးတွေဆိုလို့ရှိလို့ရှိရင်ကျွန်တော်တို့အင်တာမလေးစားလို့တော့1948ခုနှစ်ကဖွင့်ပြီးဖို့ကြေညာဥပဒေပညာရှင်တွေကြောင်းကြောင်းကြောင်းပြီးတော့နိုင်ငံတော်ကလည်းပြီးတော့ဆက်ပြီးတော့တာဝန်မထမ်းဆောင်နိုင်လို့ရှိလို့ရှိရင်ဟိုတရား တရားသူကြီးချုပ်ကနေပြီးကြာဝင်ကိုရာယီခါခါဝမယ်ဆိုပြီးတော့ဆက်သတ်မှတ်ခဲ့တာဟာဘယ်လောက်သွားရနိုင်ကြမှာဒီဥပဒေအဖောက်ကိုမှမပါတဲ့သွားရတရားသူကြီးတွေကိုသွားရအာကိုရဲ့ဒုကြီးရဲ့ဆရာကိုကြားတော့ဒီချိန်လေးကအများကြီးကြောင်းတော့ဘူးဘယ်တော့ခွေးသူနဲ့ဒီမှာကြောင်းတော့တယ်အခုသွားရဟာပြန်ပြီးတော့ကြောင်းဖို့အတွက်ပြန်ပြီးတော့ဖြစ်တင်ဖြစ်ထိုက်တဲ့အခြေအနေကိုသွားဖြစ်ဖို့အတွက်လုံးနိုင်ဖို့အခွင့်အရေးအများကြီးရပါတယ် ဒီခွေရဖို့အတွက်အာဒီအာဒီအသိဉာဏ်တော့ကျမတို့ရဲ့ဥပဒေပညာရှင်မျိုးအားကြီးကြီးခဲ့ပါတယ်။အခုအရေးကြီးတာကတော့ကျမတို့ဥပဒေပညာရှင်ကဒီဟာကိုယ့်ဟာကိုယ်ကိုရပ်တင်ဖို့ကိုးစားကြည့်မှာ။ဘာဖြစ်လို့လဲဆိုတော့ IBA ကအငဲတစ်စီပဲကျမတို့ကိုဆက်ပြီးတော့ကုညီနိုင်မှာလည်းမဟုတ်ပါဘူး။ကျမတို့ကိုယ်တိုင်ကျမတို့ကုညီခြင်းနဲ့စိတ်ကျမတို့နိုင်ငံနဲ့တင့်တော်တဲ့တရားဥပဒေပညာရှင်များတရားကျမတို့နိုင်ငံနဲ့တင့်တော်တဲ့ စုပလီနဲ့ပတ်သက်တဲ့အထောက်အုံများအချင်းချင်းများသိဆောက်ဖို့ဆိုတော့ကျွန်တော်နိုင်ငံလူနိုင်ငံသားတွေတောင်းနေပါတယ်။အဲ့ဒီတောင်းဝင်လို့ရဲရဲဝံ့ဝံ့နဲ့ညီညီညွတ်ညွတ်နဲ့ထားဆောင်ပေးနေပါတယ်။ဒီမှာတော့အားလုံးညီညီညွတ်ညွတ်နဲ့လုပ်မှာအောင်မြင်မှာပါ။ဟိုသူကပြောနေတာပြောသွားပါလေ။ဘာဖြစ်လို့ရှိလို့ရှိရင်ဝင်ဝင်ပြီးတော့ idea ဖြစ်ပြီးလို့ဆိုတော့ idea မရှိတဲ့အခါကျလို့ရှိရင်ဘယ်လိုဖြစ်ဘယ်လိုကလာရှိခံပြီးရှင်းမလဲ။ဥပ္ပါကိုယ်ကိုယ်ကိုမျိုးအောင်လုပ်အောင်လေ။ကိုယ့်ရဲ့ ရှင်ကြီးသားမှာအင်းခုံလေးဖြစ်လို့အင်းခုံလေးဖြစ်ပွားလို့ရှိလို့ရှင်ဒါလေးအဆင်ပြေတော့ကိုဖောက်ကိုပဲလုပ်အောင်ဒါကျမတို့နိုင်ငံစနိုင်ကလုံးရဲ့ပြဿနာဟာကျမတို့အားလုံးသူတို့ညီညီညွတ်အေးအေးချမ်းသာနေနေနိုင်ရတဲ့ဖြစ်ပါလားဒါကျမတို့နိုင်ငံကလိုအပ်ချက်ဖြစ်ပါတယ်။ညီညာရေးဆိုတာလည်းဒါပေါ်မှာရှိခါမှာ။ကျမတို့မတူတဲ့သဘောထားတွေကိုကြည့်အောင်လို့ထိနိုင်ဖို့အတွက်အေးအေးချမ်းချမ်းနဲ့ထိနိုင်ဖို့အတွက် လက်မပါဘဲနဲ့ရှိနေရလက်တော့မပါဘူးလို့ထင်ပါတယ်။တော့မစားပဲသုံးတယ်လို့ကြားနာတယ်။ဒါပေမဲ့ဒါဒါလည်းဘုရားသခင်ဆရာမကြီးကသူကဒီလိုရောက်ခဲ့ဘူး။ဘယ်လိုလဲဒီမှာနိုင်ငံကြီးမျိုးတို့အိမ်ကြမို့တို့တိုးတက်ဖို့တို့အားလုံးကနေတော့တတ်နိုင်ကြပြန်ကြိုးစားမှာပါ။အဲတော့ဒီမှာတို့ရဲ့ဥပဒေပညာရှင်များကိုစံနမူနာအဖြစ်နဲ့ရပ်တည်ပေးပြီးနေတယ်။ ရှိနေတာမှတက်အောင်နေတယ်။ခြားနေဘာလို့တက်အောင်နေခံရမှာလဲဆိုပြီးတော့အဲ့လိုဒီဒီကမြင်လို့ရှင်နေ။ရှင်နေများရဲ့အလုတ်ကောငင်းရတာခုံရတာ။ကို့အလုတ်ကငင်းရတာခုံရတာဆိုပြီးဒီအလုတ်ကပြီးပြည့်တက်ခါတရားဥပဒေစိုးမိုးရဲ့ဖြစ်အောင်။တရားဥပဒေစိုးမိုးရဲ့အတွက်ကျမတို့နိုင်ငံစီရင်ဖို့အတွက်ကျမတို့နိုင်ငံလုံခြုံဖို့အတွက်ကျမတို့နိုင်ငံလွတ်လပ်ဖို့အတွက်အဲ့ဒီအတွက်ငင်းတာခုံတာလို့ဖြစ်အောင်။အဲ့တော့ကျမတို့အခု ဒီနိုင်ငံမှာရင်းကြိုင်းအိမ်ကမှလိုအပ်နေတယ်။ရင်းကြိုင်းနေလာကလည်းကျွားလို့လုတော့မယ်ရှိလို့ရှိရင်ဒီရင်းကြိုင်းနေလာကနေမှလို့ဒီအတိုင်းနဲ့ရင်းနဲ့ခုံနေဆိုတာဟာကွဲဖို့ပြဲဖို့အတွက်မဟုတ်ဘူး။ရင်းနဲ့ခုံခြင်းအဖြစ်ဒီမှာတော့အားလုံးအတွက်အကောင်းဆုံးဖြစ်တဲ့ခုကိုရှားနိုင်ဖို့အတွက်ဒီလိုကျွားလို့ဥတည်ရမှာ။အကျွားလို့ဒီနေ့မှာစီခါမှာဒီအသေးကြီးဟာပေါ်ပေါင်းမှန်နေဆိုတာကောင်းတဲ့နမိတ်ကိုဒီလိုပဲယူဆပါတယ်။ဒီနေ့ နောက်ကိုစူးစမ်းလိုက်ရတယ်ဒီစူးစမ်းတဲ့အခါမှာတချို့ချိန်နဲ့ခါဒီမှာလည်းနည်းနည်းတချို့ကတော့အဲကျွန်တော်နဲ့တောင်မရှိတော့ဘူးလို့ချိန်ခဲ့တာလည်းရှိပါတယ်ဒါပေမဲ့မဆုံးကြတော့လေခန္ဓာရှိတဲ့အခါကျတော့ကျမတို့ဖြစ်ပေါ်လာတာစာသာရှိတယ်ဝိရိယလည်းရှိတယ်ဒီကြမ်းလေးရှိရပညာလေးရှိရပေါ့နော်ဒီမှာသတ္တရလေးပြောနေရအောင်မြင့်တရားလေးပါပေါ့ဒီအောင်မြင့်တရားလေးပါပေါ့မှာအခြေခံပြီးတော့ဒီလွတ်လပ်တဲ့မြန်မာနိုင်ငံရှိနေများအရှင်ပေါ်လာတဲ့အတွက် ကျမအရင်နဲ့ဒီမှာဝင်းရင်ဝင်းတာပါလေဒီမှာဂုံယူပါလေဒီစင်းကြီးဟာကျမတို့နိုင်ငံတုတ်တဲ့ရေးအတွက်အကျဉ်းရေးအတွက်ဆက်လက်ပြီးတော့ဆောင်ရွက်သွားနိုင်တော့ဒီလိုမျိုးကျမအရင်နဲ့ဆုမွန်ကောင်းကောင်းမှာဖြစ်တယ်